အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထမင်းစားလို့မင်စီတဲ့ရှူရှင်းကပီတောင်းလေးနဲ့မေကုံကြည်ကြလဲတက်တာတဲ့ဘွညွကြော်ချက်လေးချက်စားပြီလို့လာပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ရှင်ဦးစုံငပီတောင်းထောင်းဖို့အတွက်စက်သွင်းရှူနဲ့ငရုတ်သီးစိမ်းလေးတွေကိုအိုတလုံးထဲမှာထည့်ပြီးခုလိုမျိုးလေးသွားပြီးလိုက်ပါမယ်ရှင် ကျမတို့လှော်သွမ်းရင်းနဲ့မြူတီနဲ့လေးလဲမှုပြီးတော့အခုလိုနေထားလေးရောက်လာပြီဆိုရင်တော့ပကံတစ်ခုထဲမှာခက်ပြီးထည့်ထားပြလိုက်ပါမယ်ရှင်။ပြီးရင်တော့ငပိတောင်းထောင်းဖို့အတွက်ငပြောဖက်လေးထဲမှာငပိကိုကိုလိုတလောက်လေးထည့်ပြီးတော့အခုလိုမျိုးလေးကင်ထားပြလိုက်ပါတယ်ရှင်။မိသွေးမိကိုလေးနဲ့ကင်နေဆိုလို့ရှိရင်တော့ငပိနဲ့လေးကပုံမှုပြီးတော့ပူစားကောင်းပါတယ်။ကျမဒီနေ့မိသွေးလဲမှုပြတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးလေးပဲကင်လိုက်ပါတယ်။ ကျမတို့ငပိကင်နေတဲ့အချိန်မှာငပိတူးမသွားအောင်လို့တော့တတိလေးထားပြီးတော့အထက်အောက်မကြခဏလှည့်ပေးပြီးတော့กินပေးရပါမယ်နော်။ကျားတို့กินလာရင်လည်းငပိနဲ့လေးလဲမှုလာပြီးတော့ခုလိုနေထားလေးရောက်ပြီဆိုရင်တော့ရပါပြီရှင်။ဒါဆိုရင်တော့ကျမတို့ငပိတောင်းထောင်းဖို့တည်းရောဘူးညွတ်ချက်ဖို့တည်းပါအရင်ဆုံးပစံချက်ကိုထောင်းပါမယ်ရှင်။ စံကြောင်လေးတွေထောင်းလို့ညက်လာပြီဆိုရင်တော့ဘူးညွတ်ချက်ဖို့အတွက်ပကံတစ်ခုထဲမှာအနည်းငယ်ခွဲပြီးရထားလိုက်ပါမယ်ရှင်ပစံကြောင်လေးတွေညက်လာပြီဆိုရင်တော့လှော်ထားတဲ့ငရေဒီစိမ့်နဲ့စက်တုံဖြူကိုအနည်းငယ်ညက်လာတဲ့အထိထောင်းပေးပါမယ်နော်ကြာလို့ထောင်းလိုက်ရင်လည်းအခုလိုနေထားလေးရောက်ပြီဆိုရင်တော့မိခင်ထားတဲ့ငပိလေးကိုထည့်ပြီးတော့အားလုံးတမတော့အောင်လို့တည်တည်ချာချာလေးထောင်းပေးပါမယ်ရှင်။ ဒီနေ့ထားလေးဆိုရင်တော့ကျမတို့ငပိတောင်ဝေးရပြီမို့ပကံတစ်ခုတည်းကိုထည့်ထားပြီးလဲပါမယ်ရှင်။ပြီးရင်တော့ဘုံညွတ်ချက်ဖို့အတွက်စက်တုံလေးတစ်လုံးကိုပါပါလှိထားပေးပါမယ်။စက်တုံဖြူဦးကြီးလေးမှကိုလည်းဓာပြရိုက်ထားပေးပါမယ်ရှင်။ဒါဆိုရင်တော့ကျမတို့ဘုံညွတ်စချက်ဖို့အတွက်ဦးတစ်လုံးကိုအပူပေးပြီးစီနေငယ်ထည့်ပါမယ်။စီပူလာပြီဆိုရင်တော့စက်တုံလေးထည့်ပြီးတော့အနေငယ်နွမ်းလာတဲ့အထိစီတက်ပေးပါမယ်ရှင်။ ကျက်သွန်နီလေးတွေနွမ်းလာပြီဆိုရင်တော့ကျက်သွန်ဖြူနဲ့ပြစွန်ကြောက်ထောင်းထားတာလေးကိုထည့်ပြီးတော့အနံလေးမှုလာတဲ့အထိခဏလောက်မှုပြပြီးစီသက်ပြပါမယ်။ပြီးရင်တော့ရေစေးတန့်စင်ထားတဲ့ဘူးညွတ်အယိုးလေးတွေကိုအရင်ဆုံးထည့်ပြီးအဖုံးလေးအုပ်ပြီး10မိနစ်လောက်တည်ထားပြပါမယ်ရှင်။ကျမတို့အယိုးရောအရွက်ပါတစ်ခါတည်းရောပြီးထည့်လိုက်မယ်ဆိုရင် လူယိုးလေးရေနူးလာတဲ့အချိန်မှာဘူးညုံရဲ့အရွက်တွေကတအားနွမ်းသွားပြီးတော့စိမ့်စိမ့်လေးဖြစ်နေတော့ပါဘူးရှင်။ဒါကြောင့်မလို့ဘူးယိုးလေးရေအနေငယ်နွမ်းလာတဲ့ခါကျတော့မှဘူးညုံအရွက်လေးတွေကိုထည့်ပြီးတော့အထက်အသမအောင်တခြားလေးငွေပေးပါမယ်။ဘူးရည်လေးတွေလည်းအနေငယ်နွမ်းလာပြီဆိုရင်เนาะအရတာအတွက်စားထည့်ပါမယ်ရှင်။ငံပြာရည်လည်းအနေငယ်ထည့်ပါမယ်။ ချုံမောင်ဟင်ခမ်းမောင်ကတော့မိမိကြိုက်နှစ်တရားထည့်နိုင်ပါတယ်ရှင်။စမားတို့ဒီနေရာမှာရေကိုချက်ချင်းမထည့်သေးပဲနဲ့သူ့ရဲ့ဟင်းရွက်ကထွက်တဲ့အရည်လေးနဲ့ပဲအရွက်လေးတွေနွမ်းလာတဲ့အထိခဏလောက်တည်ထားပေးပါမယ်။အရွက်လေးတွေလည်းနွမ်းလာပြီဆိုရင်တော့စူပီးသားယူလေးကိုမိမိစားခြင်းနဲ့အနေထားလေးထည့်ပြီးတော့အဖုံးအုပ်ပြီးပပွက်ဆူလာတဲ့အထိတည်ထားပေးလိုက်ပါမယ်ရှင်။ဟင်းရည်လေးပွက်လာပြီ ခင်ရက်တွေလည်းနူးလာပြီဆိုရင်တော့အရသာမိကြည့်လို့အနေတော်ဖြစ်ပြီဆိုရင်တော့ရပါပြီရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ရှင်။ကဲအခုဆိုရင်တော့သမင်းစားလို့လည်းမင်းနဲ့ငွေကုန်ကြီးကြလည်းတက်တာတဲ့ရှူရှဲပွန့်ထက်ငပီတောင်းလေးနဲ့ဘူးရွှေချွတ်ချဲဟင်းကျူလေးကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။